မင်္ဂလာပါလူကြီးမင်းများဒီနေ့မှာတော့အချင်းချုပ်အစာအိမ်ရောင်ယောဂအကြောင်းကိုပြောပြချင်ပါတယ်အချင်းချုပ်အစာအိမ်ရောင်ယောဂကိုစိတ်ဖိစီးမှုအနာဂတ်ဆင်းရဲဖြစ်သော non steroidal and inflammatory drug ညာ helicobacter pylori ယောဂဘူးကူးစက်မှုတို့ကြောင့်ဖြစ်ပေါ်ပါတယ်ဒီ helicobacter pylori ယောဂဘူးကူးစက်မှုအကြောင်းကိုအထူးပြောပြချင်ပါတယ်ဒါကဘာလဲဒါက helicobacter pylori လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တဲ့ကူးစက်ယောဂပါ ဒါဟာလူတဦးနဲ့လူတဦးအနီးကဆက်ဆံမှုအနက်အညစ်အကြေးအညစ်အကြေးယောဂပူပါဝင်တဲ့အစားတောက်နဲ့ရည်တဲ့ယောဂပူပါဝင်ပြီးမတန့်စင်စွာစေးကြောထားတဲ့ပစ္စည်းများမှကူးစက်နိုင်ပါတယ်အနည်းရှိသောအချက်များမှာလူများသောနေရာများဆက်ရှင်းမှုမရှိသောရေထောက်ပတ်မှုတို့မဟုတ်အညစ်အကြေးရေစီးဆင်းမှုမကောင်းခြင်းတို့ဖြစ်ပါတယ်ဒါကြောင့်အများအားဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရပါတယ် ဟယ်လီကော်ပတာပီလိုရကူးစက်ခံထားရတဲ့လူနာတွေကအစာအိမ်နာကျင်မှုအထူးသဖြင့်အစာအိမ်အပေါ်ပိုင်းနာကျင်မှုအန်ကျင်းပြိုကျင်းအစာတောက်စားခြင်းစိတ်မရှိခြင်းဂင်ပူခြင်းတို့မဟုတ်ကိုယ်လေးချိန်ရောနေခြင်းတို့နဲ့လာကြပါတယ်ဟယ်လီကော်ပတာပီလိုရကူးစက်မှုကိုရှာဖွေရန်အမျိုးမျိုးသောစံတတ်မှုများရှိပါတယ်။အဲ့ဒါတွေကအစာအိမ်အတွင်းကိုကြိရှိခြင်းနဲ့မကြိရှိဘဲစံတတ်ခြင်းတို့ပါ။ကူးစက်မှုကိုအတည်ပြုပြီးပါကလူနာများကိုတာမန်အားဖြင့်နှစ်ပတ်ကြာအပြည့်အစုံကူးတက်မှုကိုပြည့်စည်ရန်အကြံပြုပါတယ်။ ဒါတွေကို Intellic Quebec Development အမြောက်ဖြစ်ရရှိပါတယ်။ဆေးဘက်ဆိုင်ရာအရေးပြောရရင် Bismuth based quadruple therapy, flurethromycin based triple therapy, levofloxacin based triple therapy စသဖြင့်ရှိပါတယ်။ဒီကုထုံးတွေမှာပုံမှန်တွေ့ရတဲ့အရာတစ်ခုကဖြစ်ပါ။ P ဆိုတာ protein pump inhibitor ပါ။ကျွန်တော်တို့ကနောက်ဆုံးပေါ် Rabiprazole တို့မဟုတ် Zomprazole လို့ခေါ်တဲ့ဆေးတွေကိုအခြားသောအိုးသက်ဆေးတွေနဲ့အတူကစ်အဖြစ်အကြံပြုပါတယ် ကျွန်တို့တို့အထူးပြောလိုတာတစ်ခုကတင့်ကိုကူတာနေလဲဆရာဝန်ကပေးတဲ့ကုထုံးကို PC အောင်လုပ်ပါကုထုံးကိုပုံမှန်အဖြစ်နှစ်ပတ်ကြာပေးပါတယ်လက္ခဏာကူတာမှုရှိနေတော့လဲဆေးတွေကိုအလဲမမရက်ပဲကုထုံးကို PC အောင်လုပ်ပါအเจ้าက Helic Capacitor Pilot ကိုကူးစက်မှုကြောင့်ဖြစ်ပေါ်တဲ့အနေရချက်တစ်ခုတို့မဟုတ်အချက်တဲတစ်ခုကအစာအိမ်ကင်းစာဖြစ်ပါတယ်ပုံမှန်အဖြစ်အစာအိမ်ရောင်ခြင်းအနာရီကိုတွေးရပေမဲ့အလွန်အကျွံသွားရင်အစာအိမ်ကင်းစာဖြစ်နိုင်ပြီးအပြည့်အဝကုသမှုနဲ့ကာကွယ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်